ိုင်းနိုင်ငံရနောင်းထောင်မှာအကြောင်းအမျိုးမျိုးကြောင့်ပြည်တံကြခံရပြီးတဲ့နောက်လူရဲဆဲလို့ပြန်ပို့ခံရတဲ့မြန်မာပြည်သား၁၀၄ယောက်ထက်60ကျော်ကိုစစ်တပ်ကစစ်မှုထမ်းဖို့ခေါ်ထားတယ်လို့အလုံသမားအရေးကူညီနေသူတွေကပြောပါတယ်ရနောက်ခရအာရပိုင်းတွေကအမျိုးသမီး23ယောက်အမျိုးသား81ယောက်စုစုပေါင်း104ယောက်ကိုမြန်မာဗကြံကော့တောင်မြို့ထေကိုဒီဇင်ဘာလ3ရက်နေ့ကပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့တာပါ။ ပြန်ပို့ခံရသူတွေတဲကတနင်္သက်ရီမက်ပုံတင်ကင်ဆောင်ထားသူတွေကိုပြန်လို့ပေးပြီးကျန်တဲ့သူတွေကိုစစ်မှုထမ်းအတွက်ခလာရ431တရင်ကိုပို့ဆောင်ထားရလို့အလုံသမားအရေးကူညီနေသူတယောက်ကဒီပူပီကိုပြောပါတယ်သူတို့ကိုဆေးစစ်ပြီးဘိတ်ကအစ်စ်တင်နန်းကြောင့်ကိုပို့ဖို့အစီအစဉ်နေတယ်လို့သိရပါတယ် ထိုင်းနိုင်ငံရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းမှာပြည်တွင်ကြာခံပြီးတဲ့နောက်လူရဲစစ်တဲ့မြန်မာနိုင်ငံသားတွေကိုလာစဉ်အတုတ်လိုက်ခွဲပြီးကော့တောင်မြို့ကိုနေရပြန်ပို့နေတာဖြစ်ကဒီနှစ်ထဲမှာတော့၁၅ချိန်လောက်အတွင်းလူဦးရေ၂၀၀၀ဝန်းကျင်ကိုပြန်ပို့ထားရလို့ကုညီပေးနေသူတွေကဆိုပါတယ်